ဝူဗာဟန်ဒန်ကိုအနိုင်ယူပြီးစတန်ဘူဘစ်မှာအပြာရောင်လန်လွင့်ထူမယ်ညအားလုံးပဲမြင်လာပါခင်ဗျာကျွန်တော်ရဲ့ကိုစိုင်းအီချဲစီလာ YouTube Channel နဲ့ Facebook Page ကနေအပြာအညီကိုတွေအားလုံးတွေတွေစွာနဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာလေးကတော့မနေ့ဖြန်ညတနင်္ဂနွေမနေ့အစောပိုင်းမှာ Premier League ပွဲစဉ်17အဖြစ်ရှင်းမင်းကစားသွားကြမယ် Chelsea တင်းနဲ့ Wolverhampton တင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်လေးပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကမှ Champions League ပွဲစဉ်အဖြစ်အဝေးကွင်းမှာ Azerbaijan ကလပ်အသင်းဖြစ်တဲ့ Qarabağ အသင်းနဲ့ Chelsea တင်းတို့ရှင်းမင်းကစားခဲ့ရမှာနှစ်ဂိုးနှစ် ကိုဆိုတဲ့တေးရလက်ထွက်ပေါ်ခဲ့ပါတယ်ဒီတေးရလက်ဟာကျွန်တော်တို့လိုချက်စည်းတင်အတွက်ကတော့ရှုံးနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ဒါကြောင့်ချက်စည်းနီးပြအန်ဇိုမာရက်စကာနဲ့ကစားသမားတွေအားလုံးကမနေ့ဖြန်ညအိမ်ဝင်းစတန်ဘိုဘေးမှာဝူဘာဟန်တန်တင်းကိုအဲ့ခံကစားမယ်ပရီးမီးယားလိပွဲစဉ်မှာတော့မဖြစ်မနေအနိုင်ရရှိအောင်ကြိုးစားလာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်နေပါတယ်တဖက်ဧည့်သည်ဝူဘာဟန်တန်အသင်းဘက်ကလည်းဒီယာဒီမှာပရီးမီးယားလိနိုင်ပွဲတစ်ပွဲမှာမရရှိသေးတဲ့ပွဲစဉ်စီရအောက်ဆုံးမှာရရှိနေပြီးနီးပြဖြစ်သူဗီတာပါရေရာကိုထုတ်ပယ်ထားတာကြောင့်အတော်လေးအားနည်းနေတဲ့အသင်းတင်းလို့ဆိုရမှာပဲဖြစ်ပါတယ် တယ်။ဒါအပြင်ဝူဘာဟန်တန်အသင်းရဲ့ခန်းစစ်ပိုင်းကလည်းဒီနေ့ရာသီမှာတွင်းကို22ဂိုးဒီဖွင့်ပြူထားရတာကြောင့်ချယ်ဆီသင်းနေနဲ့မနက်ဖြန်ပွဲစဉ်မှာရလာသမျှအခွင့်အရေးတွေကိုဂိုးဖြည့်ပြောင်းလဲနိုင်ခဲ့ပါကခက်ခဲမဲ့ပွဲစဉ်တစ်ပွဲမဟုတ်တာကတော့သိကြနေပါတယ်။လူစည်းင်းနဲ့ကစားပုံကိုမပြောခင်မှာဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုအကြိမ်ကြီးကိုကြည့်မယ်ဆိုရင်နှစ်သင်းပေါင်းတွေ့ဆုံမှုအကြိမ်ကြီးပေါင်း20ကြိမ်တိရှိကြပြီးချယ်ဆီသင်းက17ကြိမ်နိုင်ရရှိထားကဝူဘာဟန်တန်သင်းကတော့6ကြိမ်သာအနိုင်ရရှိထားပြီးတရေ၄ကြိမ်ထွက်ပေါ်ထားတာပဲဖြစ်ပါတယ်။နောက်ဆုံးတွေ့ဆုံမှုပိုင်းတွေမှာလည်းချယ်ဆီကပဲအသာရနေတာကိုမြင် တွေ့ထားခဲ့ရသလိုဒီနှစ်တင်တွေ့ဆုံနိုင်မှာဂိုးများလေးရှိတာကိုလည်းမြင်တွေ့ထားရပြန်ပါတယ်။မြင်တော့အောင်ပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ကာရာဘောင်းဖလားပြိုင်ပွဲမှာချယ်ဆီက Wolf ကို၄ဂိုး၃ဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိတာကတတ်တည်ပဲဖြစ်ပါတယ်။ဆက်လက်ပြီးလူစင်းထုတ်ပုံတဲ့ပွဲကြောင်းကိုပြောရမယ်ဆိုရင်တော့ချယ်ဆီတင်းကသူတို့ရဲ့ပုံမှန်ကစားကွက်ဖြစ်တဲ့၄နှစ်၃ပြပုံစံကိုပဲအခြေပြုလာက Sanchez, Chalobah, Fofana, Gusto, Cucurella, Enzo, Caicedo, Bonanotti, Esteban, Garnacho, João Pedro တို့အစုပွဲနဲ့အခန့်ကစားလာနိုင်ပါတယ်။ချယ်ဆီတင်းကမနက်ဖြန်ပွဲစဉ်ကိုတေချာပေါအနိုင်ရရှိအောင် င်ကစားလာမှာဖြစ်တယ်လို့ဧည့်သည်ဝါဟန်တန်တင်းကလည်းယာယီနီးပြားနဲ့အတူအရှုံးကနေရုံထဖို့ကြိုးစားလာနိုင်တာတွေကြောင့်အနက်ဖြန်ပွဲစဉ်ဟာကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်ရှိနေပြန်ပါတယ်။အနက်ဖြန်ပွဲစဉ်မှာချယ်ဆီကစားသမားအကုံလုံးဟာပွဲအပေါ်တေချာလေးအယုံဆိုင်ပြီးဖိဖိကစီကြီးကစားနိုင်ဖို့လိုအပ်တယ်လို့ခန်စစ်တန်းနဲ့ဂိုသမားဘက်ကလည်းအမားရင်နေသာကစားကတိုက်စစ်ပိုင်းကကစားသမားတွေကလည်းရလာသမျှအခွင့်အရေးတွေကိုမဖြုံးတီးပဲတလုံးစုံတလုံးအမိရအတုံးချနိုင်အောင်ကစားနိုင်ခဲ့ပါကမနက်ဖြန်ပွဲစဉ်ဟာချယ်ဆီတင်းတဲ့တော့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲမဟုတ်ပဲအင်္ဂလန်စတမ်ဘူးဘက်မှာအပြာအဝံလွှတ်ထူနေမဲ့ များဖြစ်မှာသေချာပြင်ဖြစ်ပါကြောင်းပြောကြားရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရစေ။ညီကိုတို့တွေအနေနဲ့ကတော့မနေ့ဖြန်ညမှာကစားမယ်ချယ်ဆီနဲ့ဝူဗာဟန်တန်ပွဲတွေပွဲကြိုရင်ခုန်တန်လေးတွေနဲ့ထင်မြင်ယူဆချက်တွေတွေကိုအောက်ကကွန်မန်ပေါက်ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်ခင်ဗျာ။နေ့စဉ်ချယ်ဆီသတင်းကြောင်းရာတွေနဲ့ပွဲကြိုပွဲပြီးသုံးသက်ချက်တွေကိုအချိန်နဲ့တပြေးညီသိအောင်ကျွန်တော်ရဲ့ကိုစိုင်းရဲ့ချယ်ဆီလာ YouTube Channel နဲ့ Facebook Page လေးကိုလည်း Like and Follow Subscribe လေးလုပ်ပေးသွားခဲ့ခြင်းမြေကူညီပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။